တငယ်ချင်းများအားလုံးပဲကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းကတော့တရွာလုံးပတ်ချောင်းနေတဲ့တရေသားအမိဇာတ်လမ်းဖြစ်ပါတယ်မြို့ပြရဲ့ပူလောင်မှု ဝန်ကျက်မှုတွေနဲ့ဝေးရစီခဏလေးဖြစ်ဖြစ်နေထွန်းထွက်သွားခြင်းသည်ထို့ကြောင့်ကြောင်းနေဘက်တငယ်ချင်းဖြစ်သူဝေယံနေထိုင်တဲ့တောရွာလေးကိုအလဲသွားဖို့အဆုံးဖြတ်လိုက်သည်ဝေယံဆိုတာကတက္ကသိုလ်မှာထဲကတငယ်ချင်းလိုညီကိုလိုပေါင်းတင်လာခဲ့သည့်တငယ်ချင်းဖြစ်၏ကြောင်းပြီးသွားတော့ဝေယံကရွာပြန်ပြီးကြောင်းစီရလို့နေထွန်းကတော့မိဘတွေရဲ့အလုပ်မှာဝိုင်းကူလုပ်ရင်းတငယ်ချင်းနှစ်ယောက်မတွေ့ဖြစ်တာကြားခဲ့ပြီဒီလိုနဲ့နေထွန်းတယောက်ဝေယံနေထိုင်တဲ့ရွာလေးကိုထွက်လာခဲ့၏နေထွန်းတယောက်လေကွင်းတွေတောတောင်တွေ တဘာဝအလောက်ကိုအပြေဝခန်းစားရင်လိုက်လာခဲ့တာရွာထိပ်မှာကားရက်လိုက်တော့ဝေးရလာကြုံနေတာတွေ့လိုက်ရ၏နေထွန်းလဲအဝတ်စားအိတ်တွေယူပြီးကားပေါ်ကဆင်းလိုက်ပြီးဒီလိုနဲ့မတွေ့တာကြာပြီးဖြစ်တဲ့တငယ်ချင်းနှစ်ယောက်စကားပြောရင်းလမ်းလျှောက်လာလိုက်တာရွာထဲရောက်လာခဲ့၏ဝေးရန်တို့အိမ်ရောက်တော့မိုးချုပ်နေပြီးထို့ကြောင့်နေထွန်းလဲရေအမြန်ချိုးအဝတ်စားအမြန်လဲကအပြင်ထွက်လာတော့ဝေးရန်နဲ့အတူဝေးရန်ရဲ့အဖေနဲ့အမေကထမင်းစားဖို့စောင့်နေသည်ထမင်းစားတောက်ပြီးတော့ဝေးရန်ကစာမေးပွဲအဖြေလွှာတွေဆေးရမယ်ဆိုပြီးထွက်သွား၏ နေထွန်းလဲဝေးရမရှိတော့ခေါင်းရင်ပြတင်းပေါက်လေးဖွင့်ပြီးစောစောအိတ်ရဝင်လိုက်ဤတရေနိုးတော့နေထွန်းပေးမှဝေးရန်အိတ်နေတာတွေ့လိုက်ရသည်နေထွန်းလဲအပေါ်ပါသွားပြီးပြန်တက်လာတော့အရန်အေးလာတာကြောင့်ပြတင်းပေါက်ကိုပိတ်ဖို့လုပ်လိုက်ဤထိုအချိန်မှာပဲအကြီးကအိမ်ရှိလမ်းမပေါ်ရောက်သွားသည်အမျိုးသမီးတစ်ယောက်ကလေးတစ်ယောက်ကိုလက်ဆွဲပြီးခြံစည်းရိုးအနားရက်နေတာလာရောက်အောက်ထင်ထင်ရှားရှားမြင်လိုက်ရဤနေထွန်းလဲဒီအချိန်ကြီးတငယ်ချင်းအိမ်ရှိပါလာလောက်တာလဲလို့တွေးနေတော့အမျိုးသမီးကကလေးလက်ကိုဆွဲပြီးထွက်သွား၏ မနဲ့မိုးလင်းတော့နေထွန်းလဲညကအကြောင်းကိုဝေယံနဲ့ဝေယံဖေနဲ့အမေကိုပြောပြရာဝေယံရဲ့အဖေကနေထွန်းတွေ့ခဲ့တဲ့မိန်းကလေးမှာကလေးမီမဖွားနိုင်ပဲတိတ်ဆုံးခဲ့ရတဲ့သားရီဆိုတဲ့မိန်းကလေးဖြစ်ကြောင်းပြောပြ၏နေထွန်းလဲသားရီအကြောင်းဆုံးသိချင်လုံ၍အကြောင်းဆုံးပြောပြပေးဖို့တောင်းဆိုရာဝေယံဖေပြောပြသည်မှာဒီရွာ၌လက်ကြီးရှင်ဦးထွန်းခင်နဲ့ဒေါ်လာကျင်တို့လင်မယားဆိုလျင်ရွာထဲ၌မသိသူမရှိကြပေဦးထွန်းခင်နဲ့ဒေါ်လာကျင်တို့၌ကြော်စွာဟုခေါ်တော့တားတယောက်ရှိလေသည် ကျော်စွာကယုတ်ရီချုံမော်သည်ထို့ကြောင့်ကျော်စွာတယောက်ရွာထဲရှိကာလသမီးမိန်းကလေးများအားချင်းကဲ့၍ချစ်ခွင့်ပန်လျင်အားလုံးကကောင်းကြီးကြသည်ဒါပေမဲ့ကျော်စွာကမြည်သည့်မိန်းကလေးကိုမှအတီလက်ထက်ယူခြင်းမရှိဘဲတမီးရီစားဘဝ၌ပင်အမျိုးသမီးများအားရေနံတူးကအပြိုရီပြက်စီခဲ့သည်ကျော်စွာရေနံတူးပြီးသောမိန်းကလေးများ၌ကိုဝင်ရှိသည့်အခါတောင်းရမယူဘဲကျော်စွာကသူ၏မိဘများအားငွေဖြည့်ဖြည့်ရှင်းစေခဲ့သည်လေကြီးရှင်ဦးထွန်းခင်တို့လင်မယားလဲ တားဖြစ်သူ၏အရှုပ်ထုတ်များအားအနောက်မှလိုက်လံဖြည့်ရှင်းပေးရလေသည်။ဖခင်ဖြစ်သူဦးထုံးကင်ကတော့တားဖြစ်သူကြော်စွာနဲ့စိတ်တက်ခြင်းတခြားစီဖြစ်သည်။ဦးထုံးကင်ကချမ်းသာသလောက်အလူတန်းပေးကန်းကလည်းရက်ရောသူဖြစ်သည်။အရက်တော့ကြက်တိုက်မိမကိစ္စရှုပ်သည့်တားဖြစ်သူကြောင့်မိဘနှစ်ပါးလဲမျက်နှာပြက်ရပေါင်းမနေတော့ပေ။ကြံရမရသည့်အဆုံးတားဖြစ်သူချင်းချင်းစီရန်အတွက်တခြားရွာမှာနေထိုင်ခဲ့အမျိုးသမီးတစ်ယောက်နဲ့တားဖြစ်သူကြော်စွာအားပေးစားလိုက်ကြသည်။တစ်ဖက်မှာ မင်္ဂလိရှင်ဤမိဘများကလည်းကျော်စွာရဲ့အကြောင်းဆုံးအားမသိပဲဥထုံးခင်တို့တင်တောင်းသည့်လေယာဉ်မြများနှင့်ရွှေငွေများအားမတ်မောကတမီးဖြစ်သူနှင့်သဘောတူလိုက်ကြသည်ကျော်စွာလည်းသူနှင့်လက်ထပ်မိထားရီဟုဆိုသောအမျိုးသမီးလေးမှာချုံမောလှပသည့်သူလေးတစ်ယောက်ဖြစ်တာကြောင့်မိဘများဤသဘောဆန္ဒကိုလုံဆန်ခြင်းမရှိပဲခေါင်းညှစ်ခဲ့လေသည်ဤသို့ဖြင့်ကျော်စွာတယောက်ထားရီနှင့်အိမ်အောင်ကြခဲ့လေသည်အိမ်အောင်ကြပြီတလားကျော်သည့်အထိ အရက်မတော့ခဲမရိုက်မိမကိစ္စရှုပ်ခြင်းမရှိဘဲချင်းငင်ခဲ့သည်လူတယောက်ရဲ့အကျင့်ကတေမဖျောက်လို့ရမည်ဆိုသည့်အတိုင်းကြောစွာတယောက်အိမ်အောင်ကြပြီတုံးလခန့်အရောက်တွင်တော့အရက်တော့ခဲရိုက်မိမကိစ္စပြန်ရှုပ်လာသည်အိမ်တောင်တက်လေးလလောက်ရောက်မှာတော့ထားရီ၌ကြောစွာနှင့်ကိုဝင်ရလာခဲ့သည်ထိုခါထားရီကခင်မုန်းတယ်ကြောစွာအားမတော်လို့တမီမင်းကလေးမွေးလာပါကဝိလ္လေမီကိုကြောက်၍မိမရှုပ်တာရက်နာဖို့နားချခဲ့သည်ကြော်စွာလဲ ခင်သားကြီးစကားအားနားထောင်ခဲ့လေသည်။သားကြီးမိဘွားသည့်အထိအယက်မတော့ခဲမရိုက်မိမမရှုပ်ပဲနေခဲ့လေသည်။တိတ်မကြခင်ပါပင်။သားကြီးမိဘွားခဲ့သည်။ထင်ထားသလိုတမီမင်းကလေးမဟုတ်ပဲ။တားယောက်ျားလေးမွေးလာသဖြင့်ကြော်စွာလဲတမီမဟုတ်တဲ့အကြောင်းတားယောက်ျားလေးဖြစ်သည့်အတွက်မိသည်ဝတ်မှလည်းမိမဟုတ်တဲ့အကြောင်းပြောကာအရင်လိုပဲအယက်တော့ခဲရိုက်မိမပြန်ရှုပ်ခဲ့လေသည်။တားလေးမွေးပြီးပါမှကြော်စွာတယောက်အရင်ကထက်ပို၍ဆိုးလာတော့သည်။သားကြီးအား ကိုထီလက်ရောက်ကျူးလွန်လာခဲ့သည်လူရှိသူရှိမရှောင်တော့ပဲသားရီအားရိုက်နဲ့နှိပ်စက်ခဲ့သည်ထို့ထက်ပို၍ဆိုသည်ကကြောစွာတခြားအမျိုးသမီးတစ်ယောက်အားအိမ်ပေါ်ထိခေါ်တင်လာပြီးကလေးရှိသားရီရှိမရှောင်ရေနံတူးအတူခေါ်အိတ်ချင်းဖြစ်သည်ထိုအခါသားရီနှင့်ကြောစွာတို့စကားများရန်ဖြစ်ကြလေသည်မွေးထားသည့်သားလေးပင်အသက်သုံးနှစ်ကျော်ပြီတခြားအမျိုးသမီးများအားတယောက်ပြီးတယောက်အိမ်ပေါ်ခေါ်တင်လာသည့်အတွက်သားရီလည်းတေးမခံနိုင်တော့ပဲလေလေတပြက်မြိပိုးသက်ဆေးများတောက်ကအဆုံးစီရင်သွားတော့သည် တားဖြစ်သူနဲ့လက်ပြခွဲသည့်အခါတွင်လည်းကြောစွာအာမပေးနိုင်ဟုဆိုလေသည်ဒီလိုနဲ့တားဖြစ်သူအသက်ချောင်းနဲ့ကြော်သည့်အရွယ်သို့ရောက်သည့်အချိန်ချောင်းပင်နား၌ဘောလုံးကံကဆော့ကစားရင်းချောင်းထဲသို့ဘောလုံးကျသွားသဖြင့်လိုက်ကောက်ရင်းတားဖြစ်သူလည်းရေနှစ်တည်ဆုံးခဲ့လေသည်တားဖြစ်သူတည်ဆုံးသွားသည့်အခါမှကွယ်လွန်သွားသည့်ထားရီလည်းကြောစွာနဲ့မရငယ်အပါဝင်တရွာလုံးကိုစတင်ခြောက်လန့်လေတော့သည်ကြောစွာနဲ့သူဤမရငယ်အားအိမ်မရအောင် ။ဂဒင်ပေါ်ကဆွဲချခြင်း။အကောင်ထည့်ပြ၍ခြောက်လန့်ခြင်း။အနံ့ပေး၍ခြောက်လန့်ခြင်း။လက်တာတဲ့ညမျိုးဆိုလျင်ရွာထဲကလေးလက်ဆွဲ၍ခြောက်သွားနေခြင်း။စသည့်အမျိုးမျိုးသောခြောက်လန့်နည်းမျိုးစုံဖြင့်ခြောက်လန့်လေသည်။မိမြထိကြောက်အောင်ခြောက်လန့်လိုက်သည်မသိပေ။ကြော်စွာနဲ့မရငယ်လို့အိမ်မလာတာကြာလို့ဆိုပြီးကြော်စွာရဲ့အဖေနဲ့အမေလာကြီးမှအိတ်ခမ်းတွင်း၌ကြော်စွာနဲ့မရငယ်ရေနံတူးရင်းထက်လျက်သားတည်နေတာကိုတွေ့လိုက်ကြရတယ်။ဒါပေမဲ့အခုချိန်ထိ ထားရင်နဲ့သူ့ကလေးကတော့တခါတရံရွာတဲ့ဒီလိုပဲရှောက်သွားနေတော့ပဲလို့ပြောပြရင်ထားရည်ရဲ့တနာစရာကောင်းတဲ့ဇလန်းကိုအဆုံးတက်လိုက်ပါတယ်